အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြေးတက်တဲ့အားလုံးမင်္ဂလာပါဒါ Spain မှာဖော်ပြတဲ့ report တွေရ Atletico Madrid အသင်းက Barcelona အသင်းရဲ့တိုက်စစ်မှု Robert Lewandowski ကိုလာမယ့်ရယာတီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့စာနာရှိနေတယ်ဆိုပြီးပေါ်ပြလာတယ်အဓိကကတော့သူတို့ Luis Suarez ကိုခေါ်ယူခဲ့တဲ့ပုံစံပေါ့လေ Ronald Koeman လက်ထက်ကဒါ Luis Suarez ကို Barcelona ကအလိုမရှိတော့ဘူးဆိုပြီးတော့ကန်ထုတ်ခဲ့တဲ့နောက်ဆက်တွဲနဲ့ ဒီကိုကဆွာရက်စ်ကိုခေါ်လိုက်တယ်တိုက်ဆိုင်သွားတဲ့ဘဲဒီကိုစီမီယိုနီအတွက်အိုက်ရာဒီမှာအမပေးချန်ပီယံဖြစ်ခဲ့ပြီးတော့ဆွာရက်စ်လည်းခြေစွမ်းပြခဲ့တယ်ဆိုတော့ဒီကိုကအဲ့လိုပုံစံမျိုးနောက်ထပ်တစ်ချိန်ထပ်ဖြစ်ဖို့မျှော်လင့်ထားပြီးတော့ဒါအခုလက်ရှိမတ်ရစ်အခြေစိုက် report တွေရရော ASK ပေါ်ပြချက်ရလီဗန်ဒေါစကီကိုခေါ်ယူဖို့ဆန္ဒရှိတယ်လာမယ့်နွေရာဒီမှာအတလတီကိုမတ်ရစ်ကသူ့ရဲ့တိုက်စင်မှုအန်ထရိုင်းဂရီးစမန်ကိုဒါထွက်ခွာခွင့်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့် ခရစ်စမတ်နေရာမှာအစားထိုးချင်တာဖြစ်တယ်ဆိုတော့သူတို့ကဟူလီယန်အေဗာရက်စ်ကြီးထားပြီးသားဆိုတော့အေဗာရက်စ်ကိုနောက်ချန်တိုက်စင်မှုပုံစံမျိုးနဲ့လီဝန်ဒေါစကီကိုအထောင်ထားပြီးတော့သူတို့ကအက်သလက်တီကိုမက်ထရစ်ကအဲ့လိုမျိုးလုပ်ချင်တယ်ဆီမီယိုနီကလည်းလီဝန်ဒေါစကီကိုသဘောကျတယ်လီဝန်ဒေါစကီကသူရဲ့ physical ဘိုင်းနဲ့ပတ်သက်လို့ကတော်တော်လေးတော့ကောင်းတယ်အခုနောက်ပိုင်းမှာ injury လေးနည်းနည်းလေးဖြစ်တာမှန်ပေမဲ့အခု club ဘက်က ဒီ Polish journalist တွေတော်တော်များများရောမီဒီယာတွေတော်တော်များများမှာ Barcelona ဟာအသက်38နှစ်အရွယ်ရှိတဲ့ဒါပိုလန်တိုက်စစ်မှူးကြီးကိုနှွေရာဒီမှာတတ်တမ်းမတိုးဖို့ဆုံးဖြတ်ထားတဲ့ Lewandowski ကိုလည်းအတီးပေးထားပြီးငယ်ရွယ်တဲ့လူငယ်တိုက်စစ်မှုတယောက်နဲ့အစားထိုးမယ်ဆိုပြီးသူတို့ကြီးညာထားတယ်ဆိုအဲ့နောက်ဆက်တွဲတဲ့ပတ်သက်လို့ Lewandowski ကိုသူတို့ကအစားထိုးဖို့ရည်ရွယ်တဲ့အတွက်ကြောင့် Lewandowski ကလည်းအသင်းအသစ်ကိုပြောင်းရမယ် ဒီညမှာဆော်ဒီအာရေဗျကလပ်တွေကလည်းရောဘတ်လီမန်ဒေါစကီကိုလိုချင်တယ်။ဒါသူကိုယ်တိုင်ကတော့ဥရောပမှာဆက်ရှိချင်တယ်။ဥရောပမှာဆက်နေချင်တဲ့အတွက်ကြောင့်ဆော်ဒီကိုသူပြောင်းဖို့စံတာမရှိဘူး။ဆိုတော့ဒီချက်ကအက်တလတီကိုမတ်တွေ့ရဲ့အချက်ပဲ။ဆိုတော့အက်တလတီကိုမတ်တွေ့အသင်းကဘာစီလိုနာရဲ့တိုက်စစ်မှုဟောင်းတွေကိုခေါ်ခဲ့တဲ့အစင်လာရှိတယ်။ ဒါဗစ်ဗီယာကိုဘာဆိုနာအသင်းကနေဈေးသက်သာနဲ့ခေါ်ခဲ့ဘူးတဲ့လူးယီဆွာရက်စ်ကိုလည်းခေါ်ခဲ့ဘူးတဲ့အတွက်ကြောင့်ဒီကြားထဲမှာမန်ဖစ်ဒီပိုင်လည်းဘာဆိုနာကခေါ်ခဲ့ဘူးတဲ့ဆိုတော့တီကိုနဲ့ဘာဆိုနာကြားမှာအထူးသဖြင့်ဘာဆိုနာက ထွက်လာတဲ့တိုက်စစ်မှုအများစုဟာအက်တလတီကိုမက်ထရစ်ကိုပြောင်းသွားတာများတယ်အခုတောင်မှကလီမင်လောင်လက်လည်းတီကိုမှာကစားနေတယ်ဆိုတော့အဲ့အတွက်ကြောင့် Antoine Griezmann နေရာအစားထိုးဖို့အတွက် Lewandowski ကိုခေါ်မယ်။ဆိုတော့ Lewandowski လိုကစားမမျိုးက ဘာပဲဖြစ်ဖြစ်တီကိုအဲမှာလဲအားကိုးရမှာပဲ။ဘာကြောင့်လဲဆိုတော့အသက်အရွယ်ရဒါတကယ့်ကိုသူကအားသာချက်ကကိုသွင်းတေချာတယ်ဗျာ။အရင်လောက်ပြေးနိုင်မှုမရှိပေမဲ့သူရဲ့ hold up play general play ဒါ finishing ပိုင်းဘာမှပြောချင်မရှိခေါင်းဘိုးဘာညာအကုန်စိတ်ချရတယ်။ Robert Lewandowski ကအသက်အရွယ်ကြောင့် pace လေးနည်းနည်းလေးကျသွားတာမှန်ပေမဲ့ ကျန်တဲ့ပိုင်းမှာအားကိုးစရာအပြည့်ပဲဒါနီးပြဟန်စီဖလစ်ကတော့အခု market swing show ကိုအထောင်ထားတာတို့နောက် DJ ဒီကြားထဲမှာ Dusan Vlahovic ကိုသူတို့စိတ်ဝင်စားတယ် Vlahovic က26နှစ်ရှိတယ်ဒီကစားမကလူရတီမှာအလွတ်ဖြစ်နိုင်တဲ့အတွက်ကြောင့် Barcelona ကသူ့ကိုခေါ်တာတို့တခြားဒီ Borussia Dortmund ရဲ့တိုက်စစ်မှု Girasse ဆိုတာရှိသေးတယ်အဲအဲ့လိုတိုက်စစ်မှုတွေကိုသူတို့ရည်ရွယ်ထားတယ်ဆိုတော့ Tico က David Villa ကိုတခါခေါ်ခဲ့ဘူးတယ် Luis Suarez ကိုတခါခေါ်ခဲ့ဘူးတယ်နောက် Robert Lewandowski ကိုပါအလွတ်ပြောင်းရွှေ့ခြင်းနဲ့ခေါ်ဖို့လုပ်တယ်ဆိုတော့ Lewandowski ရောက်သွားတယ်ဆိုရင်တော့အမှန်တိုင်းပြောတော့တော်တော်လေးတော့တောင့်သွားပြီဒီကြားထဲမှာဝါယစ်ကစားသမားတွေကိုအမြဲတမ်းခေါ်ဖို့ဆန္ဒရှိတဲ့ AC Milan အသင်းကလည်းသဘောကျတယ် AC Milan က Lewandowski တော့လည်းနောက်တဲ့ option Lewandowski ကလည်းရှင်းတယ်သူအလွန်ဆုံးဆက်ကစားနှစ်နှစ်လောက်ပဲနှစ်နှစ်ပြီးတော့သူပိုလန်ပြန်လာတော့ maybe သူ Saudi မှာပတ်စံသွားရှာတာလို့လောက်ကောင်းလုံနိုင်တယ်ဆိုတော့ Atletico Madrid က လေဗန်ဒေါစကီကိုလူးအီဆွာရက်စ်နဲ့ဒါဗစ်ဗီယာလိုပဲနောက်ထပ်တစ်ချိန်ထပ်ပြီးခေါ်ယူဖို့ကြိုးပမ်းလေးရှိနေတဲ့အကြောင်းဖော်ပြလာတာပါအားလုံးကျေးဇူးတင်ပါတယ်